အချို့ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိမှာအဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပါဗျာကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အလေသားဖြစ်နေဥပါဗျာအိုး ်တနာကိုကောင်းရနော်သူတော့တနာကိုတနာကြတနာကြလားလို့တနာကိုကောင်းလို့ပါတနာကြလားလို့ကျွန်တော်ကလည်းပုံမှန်လေးလေးရိုးသားပဲပြောရမယ်တပတ်ကမငားရင်တပတ်ကငားသိတယ်လေဒီကတပတ်ကမငားရင်တပတ်ကငားသိတယ်ဆိုတော့တပတ်ဆိုတာကပြည်သူပဲအချမ်းလေပြည်သူဘက်ကမပါတဲ့အတွက်အဲ့ဒီဂျန်တဲ့တပတ်ဆိုတာပတ်စံပေါ်ပေါ်ဘာလုပ်လို့ရမလဲဒိန်းအောင်ဟုတ်တယ်မလားအဲ့အဖြေပဲ ပြည်သူနဲ့ကလန်ကောစပြည်သူကိုစန့်ကျင်ဒီနေ့မှာဘာပြည်သူတုံးလဲဆိုတော့ဒီဘက်အချမ်းဒီတော်လိုင်းဘက်အချမ်းဒီပြည်သူအများစုကို ကိုစားပြုထားတာဟုတ်တယ်နော်ဟိုဘက်အချမ်းကလည်းအပြစ်တို့ပြောလို့ပြည်သူပိုင်ပါလိမ့်မယ်ဒါပေမဲ့ဘယ်ဘက်အချမ်းကပြည်သူများလဲအဲ့ဒါဖြစ်အဲ့ဒီပြည်သူအများစုကိုကလန်ကောစလှုပ်ထားတဲ့အတွက်ချက်ချင်းအကျိုးပေးတာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘောမတိန်တောင်တယောက်ကွဲငါသူမရှိလို့ညှိတွားလာပြီးကိုစီကဒိန်းတောင်ကိုဆုံးမလိုက်တီမှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာနောက်ချက်ကြီးတို့ပြီးတာဘုမကဒီအဖတ်ဘောဆုံးနေဆိုတာအဖတ်ချီအရေရရဖတ်ရဆုပ်ဖို့လောက်ဝတ်တက်ကသူတို့ချီကပြန်ပြီးထုတ်ဖို့ဆိုမတက်ဘူးအဲ့တော့အဲ့ဒါလက်တွေ့ပဲเนาะနောက်ပတ်တိုင်းရှိတာအဲ့တော့ဒီဘက်ကလည်းမကောင်းဘူးဒီဘက်ကလည်းမကောင်းဘူးပုံမှန်ကလည်းမရရအောင်ဒီဘက်ကလည်းမရရအောင်ဆိုတော့အဲ့ဒါပေါ့ကျွန်တော်ကလည်းမြုပ်တော့မနေဘူးကျွန်တော်ကကျွန်တော်တို့ပြောမကရတာကြတော့ ဘယ်လိုကုန်မလဲဟောအေးဟိုစားလို့ကောင်းတာပါအချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံစံတွေပေါ့တို့အစည်းအဝေးတွေဆိုလူရှင်တော်တွေပွဲတွေပါတိတ်မရကြဘူးစိတ်မကောင်းတော့ဖြစ်မှာစိတ်မကောင်းဖြစ်တယ်ဆိုရင်မင်းတို့တွေဒုက္ခကိုပြည်တယ်ဟိုယုံလေးဆိုရင်ကျွန်တော်ပြောရမယ်ယုံလေးဆိုရင်တချို့တဲ့အမှုပညာရှင်တွေဆိုရင်တို့ကဘဘကိုမပါခြင်းဘူးလုံးဝဒီစိတ်တက်ကိုအားမပေးဘူးဒါပေမဲ့တို့တို့ဖြီလုံးနဲ့မှနေနေရတယ်အဲ့ဒီယုံလေးတို့ကဘာလဲလို့လဲဆိုရင်အဲ့ကိုဘလူရဲ့မဘလူရဲ့လာဘာပွဲရှိတယ်တစ်ချက်လိုက်အဖေကမလိုက်လို့ရှိရင်တက်တာရှာခံကြည့်ပါနော်ဆိုတော့ အဲ့ဒီအမှုပညာရှင်တွေကဒီကောင်တွေပြဿနာရှာတာကိုကြောက်ရှစ်တောက်တော့ကောက်ကောက်တဲ့ထားပြီးတော့ဒီခွေးသားတွေကိုမပြုံးချင်ပဲနဲ့ပြုံးပြရရနော်မပတ်သက်ချင်ပဲပတ်သက်ရတဲ့အမှုပညာရှင်တွေအများအများကြီးဒါကျွန်တော်တို့အတိဆုံးကျွတ်တဲ့အမှုပညာရှင်ဆိုဒီခွေးတွေကိုအသိဉာဏ်နဲ့ဒါပေမဲ့ဒီလိုမှနေနေတာဖြစ်တဲ့အတွက်ယုံလေးတို့ကောင်မျိုးအဲ့လိုလိုက်လို့ဒါဒီနေ့ဒိန်းအောင်ကောင်မျိုးအဲ့လိုလိုက်လို့အဲ့လိုယုံလေးတို့ဒိန်းအောင်တို့ဟာတကယ်ကိုတရားခံကောင်းတယ်နော်ဒီနေ့ဘာတိုင်းကဘာပွဲရှိတယ်ဘာဝီကြီးရဲ့ပွဲဘလို့ပွဲစသဖြင့်အဲ့လိုဟာမျိုးမှာမလိုက်မနေလိုက်ကုန် ်မလိုက်ရဲတဲ့သူတွေကိုမလိုက်ရှင်တဲ့သူတွေကိုချိန်ချောက်အဲ့တော့နေလို့မရတော့ဘာလို့ကလိုက်ကနေကောင်းနေရုံမှမဟုတ်ကဘလောက်တော့ရှိရစလားအမှုပညာရှင်တွေအတိဆုံးအမှုပညာသမားဆိုတာကတော့အမှုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာကိုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲမိကွယ်လေးတစ်ပတ်လောက်လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါပြတ်ကမယ်ဆိုရင်အဲ့ဒါမနဲ့ပြန်မနဲ့လောက်ကစားပြီးအဝင်စားတဲ့နေတာအဲ့အဲ့လိုပဲအမှုပညာသမားဆိုတော့အဓိကအမှုပညာအလုပ်မလုပ်ရတဲ့အတွက် ရင်ထဲမှာတမျိုးအနုပညာသမားကအနုပညာလုပ်ပဲလုပ်ရမယ်။တက်ဒါနဲ့ဝမ်းသာချတာဘူး။အဲ့တော့အနုပညာသမားအနုပညာလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူး။အဲလုပ်ကြလုပ်ချင်တယ်ပေါ့။ဟုတ်ကဲ့ကျွန်တော်တို့ကဘောနော်အရင်တော့လိုပဲပေါ့။အဲချိုတိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလည်းအနည်းငယ်ခေါ်ပါဦးနော်။ခေါ်ပေးဖို့လည်းပြောချင်တယ်။ကဲခေါ်ပေးလိုက်ကြပါတနာပါလေเนาะအဲ့တော့ဒီအရွယ်တဲကဒီလိုဖြစ်နေပြီစုတော့ပါเนาะမင်းတို့တော်နိုင်ရေကိုမနိုင်ပါစေနဲ့မင်းတို့စုတော့ဘာဖြစ်လို့လဲဆိုတော့ ဒီတော်လှန်ရေးနိုင်ွားတဲ့တနေ့အခုလက်ရှိပြည်သူတွေကိုချနေပြီးတော့ဒီစစ်ခွဲကောင်းဆောင်တွေကိုပရက်နဲ့ရဲ့လုတ်ခဲ့အဲ့ဒီအမှုပညာတွေတွေအကုန်လုံးဟာကောင်းကောင်းဖိမနေပြီမယုံမရှိနဲ့အခုဒိန်းတော်စိုးတဲ့သူစားနော်ရန်အောင်တို့အဲ့ဒီတော်လှန်ရေးနိုင်ွားတို့နိုင်ငံတော်နဲ့ပတ်သက်တဲ့အခမ်းအနားတွေတကုတ်ကုတ်ပွဲတွေမှာဆောက်ရှက်မရှိမြန်မြန်တိုက်နော်တက်လာကြည့်စွဲထုတ်ခံမထိတက်တယ်ပြောဘာဖြစ်လို့လဲခံစားရတဲ့ပြည်သူတွေရင်ထဲကနာကြီးမှုကဘယ်တော့မှပြောက်မှာမဟုတ်ဘူးအဲ့ဒါတေးကြတယ်ဘာဖြစ်လို့အခုဒိန်းတော် ဒိန်းအောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့အတွက်အညာကပြည်သူတွေဘလောက်အားပေးခဲ့ရခိုင်ကပြည်သူတွေဘလောက်အားပေးခဲ့တနင်္လာရီကပြည်သူတွေဘလောက်အားပေးခဲ့နော်ဟိုကရင်နီတို့ရှမ်းတို့ကချင်တို့ဗီဒီယိုရုံးတွေမှာအဲ့ဒီဒိန်းအောင်တွေကောင်ပတ်စံတွေပေးကြည့်ပြီးတော့ရည်ခဲ့ရတာအားပေးခဲ့အဲ့တလို့အားပေးတဲ့တနိုင်ငံတို့ပြည်တဲ့ဖြစ်လာလို့တို့ရဲ့ဒိန်းအောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာတာဒိန်းအောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့အတွက်သူ့မဲ့နေအဖရိယရောဟိအုပ်ဖွားငါသားဒိန်းအောင်ဖြစ်နေလို့မမ်းမောက်ပေးလိုက်တာမဟုတ်ဘူးအဲ့တော့အမှုပညာရှင်တွေဟာ သူတို့လူပညာရှင်ဆိုတဲ့နာမည်တစ်လုံးခိုင်မာလာဖို့ဆိုတော့သူတို့ရဲ့ကျေးဇူးရှင်တွေပြည်သူအားပေးတဲ့ပြည်သူရှင်တို့သူ့ရဲ့နာမည်ဖြစ်လာအဲ့ဒါချွတ်တဲ့လူပညာရှင်တွေရှိတယ်ပွဲတော်ကတော့ဖြစ်ဖြစ်လမ်းကြီးတော်တာပဲဖြစ်ဖြစ်စစ်စေးတဲ့တွေကိုဖျက်ပြီးစစ်သားတွေရဲတွေတို့ပြီးတာမန်လူတွေဆိုရင်စစ်တယ်အခုအမှုပညာဓမ္မပညာအတွက်အခုတဘောပေါ့စစ်သားကဲတကဲကိုဒိန်းတော်ဝင်လိုက်ပြီကားမချတယ်အော်ကိုဒိန်းတော်ဟုတ်ကဲ့တော့ကဲတော့တော့မှာအဲ့ဒါချက်ပေးတာကိုအဲ့ဒီအမှုပညာတချို့တဲ့အမှုပညာနဲ့အာဌာနဆိုင်ရာဝင်သားတွေစိတ်ကောင်းပါလေဘာဖြစ်လို့လဲဇင်းမြစ်ကိုတေးစားစစ်စေးကြည့်တယ် ဒီဒိန်းတော်ဆိုတဲ့နာမည်ပို့လို့သူတို့စိတ်ကောင်းပြီးတာအဲ့တော့ဒီဒိန်းတော်ဆိုတဲ့နာမည်ဖြစ်လာဖို့တော့ကသူတို့ဘာတွေမန်းပုတ်ပေးလိုက်ကြတာပြည်သူတွေကပေးထားတာအပီသူတွေကဒီလူကိုဒီအမှုပညာရှင်ပါလို့တတ်မှတ်ပြီးတော့စင်ပေါ်ကိုတင်ပေးတာလို့ပြည်သူကစင်ပေါ်တင်တာလို့စင်ပေါ်ရောက်နေတဲ့သူဖြစ်လို့အဲ့ဒီဌာနဆိုင်ရာဝန်ထမ်းတွေကယူတင်တာလေးစားတာချစ်ခင်တာအဲ့ဒီပါဝါဒီအဘတွေပေးတဲ့ပါဝါမဟုတ်ဘူးပြည်သူပေးတဲ့ပါဝါအဲ့တော့ထင်ရှားကြော်ကြားတဲ့ဆယ်လီဘရီအောင်မြင်တဲ့ဆယ်လီဘရီဖြစ်တယ်ဆိုတာအဲ့ဒီပါဝါဟာဌာနဆိုင်ရာကပေးတဲ့ပါဝါမဟုတ်ဘူး ်နိုင်ငံအောင်အောက်ချုပ်တဲ့ကောင်ကြီးကပေးတဲ့ပါဝါမဟုတ်ဘူးပြည်သူကပေးတဲ့ပါဝါအဲ့ဒီပြည်သူကဒီပါဝါကိုပေးထားတဲ့အတွက်ဌာနဆိုင်ရာဝန်ထမ်းတွေကခင်ဗျားတို့ချန့်ပေးတာလူတွေပေးတာအရှိဦးစားပေးတာအလေးမြတ်ပေးတာနေရာပေးတာအဲ့ဒါပြည်သူပေးထားတဲ့ပါဝါဟောအခုတကယ်တကယ်ပြည်သူတွေအခုခံရတယ်နော်ပြည်သူအများစုကစံထမ်းပြီးဒီစစ်တပ်အာဏာသိမ်းတာကိုကြိုက်လားမကြိုက်ဘူးလားဒီစစ်တပ်ပြည်သူတွေကိုတတ်နေတာကိုလက်ခံလားမခံဘူးလားဟိုကောင်းစင်ဒီကောင်းစင်ရှောက်မင်းနဲ့အဲ့အဲ့ဒီနော်တဘာဝကြက်ကြက်လေးကိုပဲတွေ့ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအများစုဟာလက်ရှိအာဏာသိမ်းထားတာကိုလက်ခံလားမခံဘူးလားကြိုက်လားမကြိုက်ဘူးလားလက်ရှိအောက်ချုပ်နေမရောက်နိုင်လို့အဲ့အဖြေပဲအဲ့တော့ပြည်သူအများစုမကြိုက်တဲ့ကောင်ပြည်သူတွေကိုတတ်နေတဲ့ကောင်နော်ရဲရဲဆက်ဆက်ဘုံကျဲနေတယ်မစည်းဖြစ်စင်နော်ဟိုတော်ကဘုံတို့ရဖြစ်စင်ဒီပန်းရင်ဖြစ်စင်စစ်တပ်ကတစ်ခေါက်ဘုံကျဲလိုက်ဘလော့ပေးမကွန်နေတာမမူမီနေမှာခွဲကနော်ဘာတိုက်ခွဲလည်းမဖြစ်ဘူးလာကျဲသွားတယ်အဲ့ချောင်းတက်ကနေ၁၂နှစ်အရွယ်ဒီခလေး၅ရောက်တယ်အဲ့တော့ဘုံတို့ရမှာတဲ့စီမင်းတပိတ်လို့ဘုံကျဲရတာတဲ့ ။အမဆဲကောင်ဆဲရတဲ့ဘယ်မေတော့ဆီမီတစ်ပိတ်လောက်ခိုင်းတာလဲဆိုပြီး Okay ။နော်။အဲ့ဒါဆိုရင်ဒီမူနီနေမှာကြာတော့ဘာဆီမီပိတ်လာမှုဘာတိုက်ပွဲမှမဖြစ်ဘူးလာဘုံကျဲသွားတယ်။အဆီမီတစ်ပိတ်လောက်လို့ဘုံကျဲတာလား။တနိုင်ကန်လုံးဘုံပတ်ကျင်းနေလို့ကျဲတာ။အဲတနိုင်ကန်လုံးဘုံပတ်ကျင်းပြီးတနိုင်ကန်လုံးသိနေတဲ့ဟာဆီမီတစ်ပိတ်လောက်တဲ့နေရာကိုကျဲတဲ့အထိမှဆီမီတစ်ပိတ်လောက်တဲ့ဒီကိုစပ်ပစ်သွားပြောမယ်ဆိုတော့မင်းတို့ရဲ့စောက်အောင်တော့ကတာဆန်ထဲတော့နေညနေတဲ့ကောင်လေးဆင့်ပြောသွားပြီ။ရှင်းရှင်းလေးပဲလား။ဟုတ်တယ်နော်စီမီတပိတ်ထုံးတဲ့တနေရာတဲကိုကျဲလို့ဘယ်မေလုံးကစီမီတပိတ်ထုံးတာကိုခိုင်းတာလဲပေါ့လို့ထပ်ပြောရင်ဖြစ်လက်ခံပေးတယ် မင်းတို့မဲအမဲလေးတွေကစီမီးတပိတ်ထုံးတဲ့တနရာတဲကိုကျဲရလားမြန်မာတိုင်းနိုင်ငံလုံးအတိုက်တွေ့ရတယ်အရှောက်ကျင်းနေတာလားဟမ်အဲ့တော့စီမီးတပိတ်ထုံးလို့လူတေရတာလားစစ်တပ်ကဘုံကျဲလို့လူတေရတာလားရှင်းရှင်းလင်းလင်းလေးပါနော်အဲ့ဒီရှင်းလင်းနေတဲ့ဟာကိုလီးလို့လို့ပို့လို့လို့စကားနေတယ်ခွေးကြိုက်လိုက်ပြောနေတယ်ပို့လို့လို့တုလို့လို့ဘက်ကဟာတွေယူစရာကြီးပဲကောနော် စင်ကူးတွင် ပြည်သူနှင့်ဆက်ဆံရေးအားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကိုထိရောက်စွာတတိပေးအေးအေးယူမီစီကန်ချိုးဖောက်သည့်စတားလင်းအင်တာနက်ဆက်ပိုင်ရှင်ကိုလည်းအေးအေးယူမီမန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းလူမှုကွန်ရက်ပေါ်ပြန့်နှံ့နေတဲ့စတားလင်းအင်တာနက်ကိစ္စရုပ်သံမှတ်တမ်းနဲ့ပတ်သက်ပြီးပြည်သူလူထုအပေါ်ဆက်ဆံရမှာအပြုမူပိုင်းဆိုင်ရာရော်ရဲအားနည်းခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုတတိပေးအေးအေးယူမှုတွေလှုံ့ဆော်သွားမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကဒီနေ့ထုတ်ပြန်ပါတယ်။ အော်တိုဘာလ17ရက်မနေ့ညနေပိုင်းမှာစင်ကူးမြို့နယ်ရှိအရက်သားပြည်သူမိသားစုတစုနေအိမ်မှာစတားလင့်အင်တာနက်တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းအချို့ကိုချိုးဖောက်တယ်ဆိုပြီးအရေးယူဖို့တွားရောက်ချင်းရဲဘော်တွေနဲ့ပြည်သူမိသားစုဝင်တွေအကြားအငင်းအခုံစကားများခဲ့တာဖြစ်ပါတယ်။ စုပ်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကပထမအကြိမ်အရေးယူဖို့မနေ့နေ့လယ်တနာရီမှာမန္တလေး PDF မျိုးနယ်ပကဖာနယ်မျိုးနယ်ပလဖာစုပေါင်းအင်အား၅ရောက်နဲ့စတားလင်းအင်တာနက်ဆက်ကိုတွားရောက်တင်ဆက်ချိန်အရက်သားအင်ရှင်မီသားစုကတာဝန်ရှိသူတယောက်ပါမှဆက်ကိုတင်စီခံမဲ့အကြောင်းပြောဆိုခဲ့ပြီး ဒုတိယအကြိမ်မြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်နဲ့အင်အားဆယ်နှစ်ယောက်တွားရောက်တင်းစည်းချိန်မှာတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်တံမတန်းမှာပါတဲ့အတိုင်းအချင်းများမှုတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ပြည်သူလူထုနဲ့အချင်းများခဲ့တဲ့တာဝန်ကြားရဲဘော်တွေကိုစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ထိုက်တဲ့တတိပေးအရေးယူမှုတွေကိုထိထိရောက်ရောက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ဒါအပြင်စီကန်ချိုးဖောက်တဲ့စတားလင့်အင်တာနက်ဆက်ပိုင်ရှင်ကိုလည်းထုတ်ပြန်ချမှတ်ထားတဲ့စီမင်းစီကန်အတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ဒီလိုတလောက်တက်ပြတ်နေတဲ့ကောင်တွေအကုန်လုံးကိုနော်တခွန်းမပြောရဲပဲနဲ့ကိုဘကလူတွေကိုစပ်ပြစ်မရှိစပ်ပြစ်ရှာအပြစ်လိုလိုက်ပြောနေတဲ့ကောင်တွေဟာချိန်နေတယ်အဲ့ကောင်တွေကဘယ်နေရာမှာစောက်သုံးကြတဲ့ကောင်လည်းမဟုတ်ဘူးဘယ်တော့မှလည်းလူဖြစ်တဲ့ကောင်တွေမဟုတ်ဘူးချင်းချင်းလေးတော်နိုင်မှာနှစ်ခုပဲရှိတယ်လုံနိုင်လားလုံနိုင်လို့မလုံနိုင်ဘူးဆက်ပေါက်ပဲပြီးထိုင်တယ်မင်းတို့ဆက်ပေါက်တွေပြောကြည့်တော်နိုင်ပြီးမှပြောမင်းတို့စုထားမှဒေတာတွေ ဘယ်ကောင်ဘယ်ညာစုကိုကျူးလို့နဲ့ဘယ်ကောင်ဘယ်ဟာကိုကျူးလို့နဲ့ပြီးွားရင်မင်းတို့ဆော့မင်းတို့မဲ့လင်းရောဘေးနားမှာငေါတော့ထားပြီးရောက်ဖတ်ကြက်ဥတိုက်လို့ပို့ချင်းချင်းပြန်ပြောတဲ့ကိစ္စတွေဟာဘာဖြစ်လာလဲစဉ်းစားကြည့်လူမှန်စဉ်းစားလို့သိပါတယ်နော်အဲ့တော့ဒါမှပြောရင်းနဲ့အခုဒိန်းအောင်တို့ဟုတ်ကဲ့တော်လိုင်းမပြီးသေးဘူးဒီရက်တန်ကိုခန်းနေရဝိုင်းကော့ဆိုတာအဲ့ဒါပဲနော်အဲ့တော့ကျွန်တော်တို့တွေကဒီကာလဟာပါးစပ်နဲ့ပြောတဲ့ကာလမဟုတ်တော့လက်တွေ့ကြကြကျွန်တော်လုပ်ပြနိုင်ဖို့လုပ်တယ်နော်ကိုယ်စိုက်တဲ့အပင်ကတီးတဲ့အတီးတော့ကိုပြန်ဟိတ်သိမ်းရမှာပဲ တော်လန်ရေးမှာဒီဇိုင်းမဲ့မဲ့ပါဝင်ခဲ့တဲ့အမှုပညာရှင်တယောက်တော်လန်ရေးမှာအတက်ပါပေးပြီးပါဝင်ခဲ့တဲ့အမှုပညာရှင်တယောက်တော်လန်ပြည်သူနဲ့တကားတဲ့ရက်ပြီးပြီးတော့ခွဲနဲ့မပေါင်းမဲ့နေခဲ့တဲ့အမှုပညာရှင်တယောက်ဒီပြည်သူတွေကိုချာနေတက်ပြတ်နေတဲ့ကောင်းတွေနဲ့ပလူပလဲလောက်ပြပြီးပွဲလန်းကနေတဲ့အောက်တန်းစားအမှုပညာတွေဒီအချိန်တိုင်းဖားတဲ့ငါခွဲသွားမှာနော်အဲ့ချိန်ကျမှငိုပြလို့ပြည်သူကမတနာဘူးဘာဖြစ်လို့လဲငါတို့ပြည်သူစတေးထားတဲ့အတက်ပေါင်းမှာရည်မတော့နိုင်တော့နော်အဲ့တော့ဒိန်းတော်မယုံစောက်ကြည့်လိုက်ကြည့်လိုက်နော်ကြည့်လိုက်ပါ ဘလို့ဘဝရောက်လဲကြည့်လိုက်အချိန်တိုင်းကြည့်လိုက်လုံလောက်ဆက်တော့ဘာဖြစ်နေပြီသူတို့သူတို့အံပေးတဲ့အပွဲကအနာသိမ်းထားတာဟမ်နိုင်ငံကသူတို့အနာသိမ်းထားတာသူတို့အုပ်ချုပ်ထားတာဖျက်ဆီးထားနေမှာမဟုတ်ဘူးလားဟမ်ဟုတ်တယ်လေငါတို့တော်လိုင်းနိုင်ထားမယ်ဆိုရင်တော်လိုင်းဘက်ကလူတွေဖျက်ဆီးထားပြီပေါ့အခုအခုလည်းသူတို့နိုင်တိုင်းကြီးကိုအနာသိမ်းထားတာလေငါတို့အုပ်ချုပ်ထားတာလေအခုတော့ဖွင့်ကြီးပြရမှာအလာမမပူနဲ့တော့အခုတစ်ခက်ထုံထုံရှိသေးတယ်ဟုတ်တယ်မဒီတော်လိုင်းကြီးကလေတကယ်တော့ကောင်းတယ်ဗျငါနဲ့ဖာကွဲသွားတာ နော်ဘယ်ဟာတွေကအတုရောက်နေလဲလက်နဲ့ကင်မှာဆိုလဲဘယ်လက်နဲ့ကင်တွေကကိုကျိုးစည်းဝါးစောက်ပြီးချဖို့လက်နဲ့ကိုကင်တာလဲနော်ကိုကျိုးစည်းဝါးစောက်ပြီးချဖို့အောက်တန်းစားလက်နဲ့ကင်နဲ့တကယ်လူပြည်သူလွတ်မြောက်ရေးအတွက်ကင်နဲ့အထက်တန်းစားတော်နိုင်ရေးတမားကောင်လက်နဲ့ကင်နှစ်ခုကွဲပါနော်ရှင်းပါလေနိုင်ငံရေးတမားဆိုတဲ့လူပဲဘယ်သူကတော့အောက်တန်းစားနိုင်ငံရေးတမားလဲဘယ်သူကတော့တည်သူမျက်နှာကိုကြည့်တဲ့နိုင်ငံရေးကွဲပါလေရှင်းရှင်းလေးတော်နိုင်ရေးတမားဆိုတဲ့လူပဲဘယ်တော်နိုင်ရေးတမားကတော့တော်နိုင်ရေးကိုအောင်မြင်စေခြင်းနဲ့စိတ်နဲ့တော်နိုင်ဒါလေး အနုပညာဓမ္မတွေဆိုတယ်လို့ပဲဘယ်အနုပညာရှင်ကတော့ပြည်သူနဲ့ရက်တည်တဲ့အထက်တန်းစားအနုပညာရှင်လဲဘယ်အနုပညာတွေကတော့အောက်တန်းစားအနုပညာတွေလဲအကုန်အကုန်တကန်လိုက်တကန်လိုက်ကွဲပုံနော်ချင်းချင်းလေးပဲအဲ့ဒီဒီပွဲကိုလူမြောက်တဲ့အချိန်ကြီးအဲ့ဒီမှာလေကောင်းကောင်းရုပ်ရှင်ကားတစ်ခုလို့ဟမ်တိုက်တန်းနဲ့နစ်ခံနေကြရင်ဖြစ်နေကြတော့ဟိုအပူတွေဝင်နေဖြစ်ပြီးတော့အေးချမ်းတယ်ဘာအေးချမ်းတယ်အဲ့အဲ့ဒီပုံစံမျိုးအဲ့ဒီဒီတော်လိုင်းအလွန်ကာလမှာအဲ့လိုအဲ့ချိန်ကြီးဘာမှတော့လို့လို့မရတော့ဟမ်အဲ့ကြမ်းနေကြပါဘူးခါကျူးပြီ ဟမ်တမုတ်ဒီအောက်ခဲနစ်ပြီနစ်ပြီနစ်ပြီဟောတေချာလေရှိတဲ့လူရဲ့လေပေါ်ရောက်နေပြီအဲ့လိုလို့ဖြစ်မှာနော်ဒါကြောင့်မလို့ဒိန်းတော်ဖြစ်နေတာလေးကိုမတနာကြဘူးလားမိတာပါနော်အဲ့ဒါလေးကိုတစ်တစ်ယောက်ခွန်းလေးတတ်ပေးပါလားဒိန်းတော်ကိုဘယ်လောက်ချက်ကြလဲသိချင်လို့ပါမတနာကြဘူးလား